ထိုင်းနိုင်ငံမှာဇန်နဝါရီ၁ရက်ကစတင်ပြီးမေရှင်းရက်အထိကိုဗစ်ဖြစ်ပွားသူ 4,198ဦးရှိခဲ့ပြီးသေဆုံးသူ15ဦးရှိခဲ့တယ်လို့သိရပါတယ်။ထိုင်းကူးစက်ယောဂထိန်းချုပ်ရေးဌာန DDC ရဲ့ခံမှန်းချက်အရလာမယ့်မိုးကာလအတွင်းကျောင်းတွေပြန်ဖွင့်ချိန်အတွင်းမှာပြည်ရင်းကိုဗစ်ကူးစက်မှုပုံမြင့်တက်လာပွဲရှိနေပါတယ်။မေလီရက်ကနေ၈ရက်အတွင်းထိုင်းနိုင်ငံမှာကိုဗစ်ယောဂကူးစက်သူပေါင်း8,013ဦးရှိခဲ့ပြီးတဦးသေဆုံးခဲ့ကြောင်း DDC ညွှန်ကြားရေးမှူးချုပ်ဒေါက်တာပနူမတ်ကမေ9ရက်ကကြေညာထားပါတယ်။ဒီကူးစက်သူတွေတဲ့အသက်၄နှစ်အောက်ကလေးတွေအများဆုံးပါနေတာကိုတွေ့ရပြီးသေဆ ဆုံးသူတဦးကအသက်60ကျော်ဖြစ်ပါတယ်။လူစုဝေးတာနဲ့ရာသီအပြောင်းလဲတွေကြောင့် COVID-19 ဆက်လက်ပြန့်နှံ့နေတာဖြစ်ပြီးပြည်သူတွေအနေနဲ့ COVID နဲ့တိုးကွင်းကာကွယ်အစီအမံတွေကိုလူပြည့်ကျက်တဲ့နေရာတွေအလုံးပိတ်နေရာတွေမှာတည်ကြာလိုက်နာဖို့အသက်ရှင်လမ်းကြောင်းဆိုင်ရာယောဂလက္ခဏာပြသူတွေနဲ့နီးနီးကပ်ကပ်မနေမိစေဖို့တကူရေးတန်ရှင်းမှုကိုထိန်းသိမ်းဖို့လူများတဲ့နေရာတွေဥပမာအများပြည်သူတဲပို့တဲ့ရင်တွေဆေးရုံတွေမှာနှာခေါင်းဆေးဝတ်ဆင်ဖို့မကြာခဏလက်ဆေးဖို့ဒေါက်တာဘနူးမတ်စ်ကတတိပေးထားပါတယ်။